ပေါ့နော်ပြောအောင်မယ်ဆိုကျမကလည်းဆွာတာတော့မဟုတ်ပါဘူးအဲ့ဒါဘာလဲဆိုရင်ကိုဒီတွေ့ကြရတယ်တိကြရတယ်ပေါ့နော်ခေါ်ကြအခေါ်လေးကြီးရှိရယ်ကွယ်ခေါ်လေးဆိုဥမာအမရောညီမရောခေါ်ကြရယ်ပေါ့နော်ကိုကကြတော့လေကိုအဲ့လိုအဲ့လိုဒီလိုတွေလည်းကြိုက်တယ်လူတွေလည်းကြိုက်ပြီးမှန်တိုင်းပြောရရင်တကယ်ပြန်နေတာမဟုတ်တည်တိုင်းကျမအဲ့လိုမျိုးချက်စရာကောင်းတဲ့အရာကြီးဆိုလို့ရှိရင်ရွေးချယ်ဖြစ်တယ်သဘောကျတယ်ပေါ့နော်ဒါကတပိုင်းပေါ့ပြောချင်တာကကြတော့ ဘယ်လိုလဲဆိုအဲ့လိုခုတိတ်ကြရဲခင်ကြရဲပေါ့နော်အဲ့လိုမျိုးလူတွေတွေ့ကြရဲအဲ့လိုဆိုရင်ကိုထန်ငယ်တဲ့သူကကိုညီမလေးကြီးညီမလေးကြီးညီမလေးကြီးလို့ခေါ်နေအသေးကြီးရတာတိလားပြောချင်တာဟဲ့ကိုကကြတော့ तू ကကိုထန်ငယ်မဲလို့ကိုကတိတယ်တချို့ကြီးကြလဲအသက်မှန်းလို့မရတဲ့အရွယ်ကြီးရှိကောင်းရှိနိုင်တယ် maybe အဲ့လိုတွေလည်းရှိတယ်ပေါ့နော်ရှိနိုင်နံပါတ်ထည့်သုံးရင်လည်းသုံးညီမအမ something တစ်ခုခုပေါ့အဲ့လိုမျိုးပြောလို့ရတယ်ပြီးရင်အရင် တချို့ဆိုလည်းရှိရလေနော်အဲ့လိုလုပ်တယ်လေဟိုလေကျမကတော့ဘယ်နှခုနှစ်ဘုံမှာဟိုဘလို့ခေါ်ရမလဲမသိတော့တချို့ကြအမခေါ်တာမကြိုက်ဘူးကွာတချို့ရအမကိုကြအဲ့လိုမဟုတ်ဘူးညွေကြငဲခြင်းနဲ့အမခေါ်တာမဟုတ်ဘူးကွာကိုကြမဟုတ်ဘူးအဲကိုထက်ငယ်မန်းသိနေတဲ့သူကကိုကိုလေအဲညီမရညီမလေးညီမလေးလို့ခေါ်နေအသေးတွေရပြီအားတွေနာပြီးတော့လေအဲ့လိုမကြိုက်ဘူးကွာ dislike ဖြစ်နေတဲ့ feeling မျိုးရရကွာဒါပေမဲ့အဲ့လိုဖြည့်ရှင်းတော့လည်းမရဘူးဒါပေမဲ့အကြောင်းအရာတစ်ခုတိုက်ဆိုင်လာတဲ့အခါကျရင်တော့အဲဟုတ်တယ်ဘာညာစကားပြောရင်းနေပေါ့နောက်ခါကျလည်း Facebook တွေပါတဲ့ add တွေ့ပြီးသွားတဲ့အချိန်ကျရင်အမှသူတို့ကကိုယ့်ရဲ့ date of birth တွေပါတွေ့သွားပြီးဘယ်လောက်ဘုန်းနေပါတွေတိသွားအဲ့လိုတိသွားပြီးရင်ကျလည်းအဲ sorry တော့အမရေအမကိုငယ်ဆိုပြီးအဲ့လိုငယ်တွေလို့ပြောနေတာဟဲ့ညီမလေးတိလားဟွာလေးလောက်ပါအောင်ညီလေးလို့အဲ့လိုပြောရရင်လည်းရှိရအဲ့လိုဆိုအဲအမအမရေလည်း sorry ပါဒါဟိုအမမဲမသိလို့ပါတဲ့အခုမှဒီ Facebook က date of birth တွေပါတွေပေါ့နော်အဲ့လို info personal info ကိုကြည့်လိုက်တော့မှအေးမတီးဘူးအမရဲ့ဘယ်နှစ်ကွာတယ်၃နှစ်လောက်ကွာတယ်၄နှစ်လောက်ကွာတယ်အဲ့လို something အဲ့လိုတွေဖြစ်သွားရပေါ့နော်အဲ့လိုသူကဘယ်မှာပြဿနာတက်လဲဆိုနောက်တစ်ခါကြာဘူးလဲဆိုဒီကိုဒီ Facebook page တွေမှာပေါ့နော်ကိုရီဒီ blog တွေလုံးတော့ကြာတော့တစ်ခါကြာရင် PR gift ပို့ဖို့တစ်ခါကြာလည်းဟိုအလုပ် app ဖို့လို client အနေနဲ့လာဆက်သွယ်ရတယ်ရှိရကွာအဲ့လိုဆိုတချို့ကြာလဲမမရေးပါညာခေါ်တာလည်းရှိရပေါ့နော်ဒါပေမဲ့တစ်ခါကြာလဲအဲ့လိုတွေကလေးလေးလို့အငယ်လေးညာနေညီမလေးညီမလေးလို့ကိုကိုသူကသူကကြာလဲဒါ photo ပဲချိန်ပြီးခေါ်တာကွာသူကဘလို့တီမှာလဲနော်အဲ့လိုဆိုကွာလေအသေးကြီးရတာဒါကတပိုင်းပေါ့နော်ဒါပေမဲ့အပြင်ပလောကမှာပို့ဆိုးတယ်ကွာပြင်ပလောကမှာတွေ့တဲ့အခါအငယ်လေးကကို့ လေးညီမလေးညီမလေးနဲ့အဲ့လိုမျိုးလှုပ်သွားလို့ရှင်ဥရားတာပါဒီလားအဲ့လိုလုံးလုံးငဲတာပဲတီးခန့်လိုက်ငဲတယ်လို့တောင်ထင်နေရသေးတယ်တီးခန့်တာပုံမကောင်းလား no 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 မဟုတ်ကျမကမကြိုက်ဘူးငဲတဲ့သူကကိုယ်ညီမအဲ့လိုဝါကြီးရမကြီးရနဲ့တေးတာတွေကြီးရနဲ့မဆိုင်ဘူးတော့ပြောချင်တာလေအဲ့လိုကိုယ်အဲ့လိုမျိုးဟိုဘလို့ပြောမဲ့မသိအဲ့ site ကိုထင်တယ်အဲ့ဒါလည်းပြောရလို့ရှင်စိတ်စိတ်ရောကလည်းမျိုးပဲလားမသိကိုယ်အဲ့လိုမျိုးပြောလို့ရှင်ကိုဒါလေး ခံစားရတာကွာ dislike ဖြစ်နေရမျိုးကွာဒီလားတအားဖြည့်ရှင်းနေတာသွားမေးလို့ကလည်းမရအောင်နင်းထိုင် conversation မှာဟဲ့ညီမလေးအမကတော့အသက်ဘလောက်လောက်ပါထားပြောအောင်လေမဟုတ်ပါတော့အဲ့လိုမျိုး polite way လေးနဲ့ပဲကောင်းကောင်းမွန်မွန်လေးနဲ့ကြုံကြိုက်တဲ့အခါဆိုရင်တော့ဟိုပြောလိုက်တာမျိုးရောရှိရကွာအဲ့လိုမျိုးဒီနေရာမှာကွာ sensitive ဖြစ်တယ်လို့ပြောရမယ်ထင်တယ်အဲ့ဒါလေးထောက်လျှောက်ဖြစ်တယ်လူအစ်တင်နဲ့ဆက်ဆံတဲ့အချိန်ဆိုရင်ပေါ်ပြဖြစ်တယ်တကယ်ချင်းတစ်တေပုံချင်းအစ်တမှာတွေ့လာတဲ့အခါဒီမှာဆိုလို့ရှိရင်လည်းအဲ့ဒါ အများရန်ဖြစ်တဲ့အဲ့ဒီကိစ္စပါဘောနော်အဲ့နဲ့အတိတယောက်ကိုပြုတ်ပြရချိန်မှာကျတော့အတိတယောက်ကကျဟဲ့နီကလည်းအဲ့လက်ခံလိုက်ပေါ်တယ်နင့်ရောငယ်တဲ့ထင်းနေမှာပဲဗျာသူဟာတာအဲ့လိုမျိုးပြောပါဘောနော်ဟုတ်တယ်အဲ့လိုလက်ခံရင်လည်းရတာပဲဒါပေမဲ့ငါဘာလို့ဒီနေရာမှာအာ serious ဖြစ်နေရလဲဗောနောကိုကိုကိုတော့မှလေခိုင်ကြရင်နားမလည်နိုင်ဘူးကွာအဲ့လိုမျိုးငါကောက်နေရလားဗောငါအဲ့လိုအရင် sensitive type ထဲမှာပဲပါလို့အဲ့လိုဖြစ်တာလားဗောနောအဲ့လိုတော့တွေးမိတယ်